နောက်တစ်ရက်ဖာဗလဲအလုသွားတဲ့အခါမီဇာကီကသူ့ကိုရှောင်ဖယ်ရှောင်ဖယ်လုပ်နေပါတယ်အဲဒါကြောင့်ဖာဗလဲလည်းသူ့ညီမယောဂုတ်ကိုပြန်ပြောပြတော့ယောဂုတ်ကဖာဗလဲကျေးစားဆိုတာကိုမီဇာကီသိသွားမှစိုးရိမ်နေပါတယ်မီဇာကီကဖာဗလဲကျေးစားဆိုတာကိုသိသွားရင်သူမှမုန်းနောက်ကိုခံရမှဆိုပြီးယောဂုတ်ကပြောတော့လူပေါင်းများစွာကိုတက်လာခဲ့ရတဲ့ဖာဗလဲကဂယုမဆိုင်ပါဘူးဆူနာဂါဝါကသူ့အရှိမယုတ်တရက်ပေါ်လာပြီးအဆုတ်ပလုတ်ကြည်စံနဲ့အကုန်လုံးကိုအနိုင်ပန်းသွားတဲ့ဖာဗလဲအကြောင်းသိကျင်စိတ်ပြင်ပြနေပါတယ်အဲဒါကြောင့်ဖာဗလဲအကြောင်းနည်းနည်းတော့ပဲသိရင်တော့အဆင်ပြေတယ်ဆိုပြီးမှောက်ခွေသမားစီမှာသွားဆောင်စမ်းပါတယ် ရန်နှစ်တန်းမှထုတ်ပေးတဲ့အခါမှာတော့မောင်ခိုသမားလည်းသူသည်တလောက်ကိုပဲပြောပြပေးရပါတယ်။ဒူစာရိုက်လောကမှာအနေကြနေပြီဖြစ်တဲ့ဆူနာကဝါတောင်ဖာဗလက်အကြောင်းမသိဘူးဆိုတဲ့အထိပယ်ကရောင်လို့တောင်သွားမပတ်တဲ့တဲ့နဲ့တပ်ဖြတ်ရေးအဖွဲ့အစည်းဖြစ်ကြောင်းပြောပြပါတယ်။အခုချိန်ဖာဗလက်အဖွဲ့ကမာဂူရိုဂိုင်းဘက်မှာရှိနေတာကြောင့်မာဂူရိုရဲ့ဘောဖြစ်ရင်ဒါမှမဟုတ်ခေါင်းဆောင်ကြီးဖြစ်ရင်သူတို့နဲ့တွေ့ရနိုင်တယ်ဆိုပြီးမောင်ခိုသမားကပြောပါတယ်။ ။ဖာဗလေကတော့ဓာအယောင်ဆိုင်တစ်ခုစီကိုသွားနေပြီးဘလက်ဟော့ဆိုတဲ့ဓာကိုတွေးတော့သူ့ရဲ့ဓာအဟောင်းလေးကိုလွမ်းမိနေပါလိမ့်။အရင်တစ်ချိန်လုံးကဖာဗလေတယောက်အန်နရင်များတဲ့ဝုံဝုံတကောင်နဲ့တားခိုက်ဖူးပြီးမတတ်တလို့ဝုံဝုံရဲ့မျက်လုံးကိုသူ့ရဲ့ဓာနဲ့ဆိုက်လိုက်ရပါလိမ့်။ဝုံဝုံကဓာဆိုင်လျက်နဲ့ထွက်ပြေးသွားခဲ့ပြီးအခုတော့အဲ့ဒီဓာနဲ့ပုံစံတူရဲ့ဓာကိုပြန်ဝင်လိုက်ပါပြီ။တဖက်မှာခူလိုကရုပ်ကိုစီရောက်နေပြီးသူကဖာဗလေအကြောင်းကိုသိနေပေမဲ့ရန်သူမဟုတ်ပဲတပည့်ခံကျင်တာဖြစ်ကြောင်းပြောလိုက်ပါလိမ့်။ ဖာဗလက်စီမှာတပည့်ခံခြင်းပေမဲ့အငိမ့်ခံခဲ့ရတာကြောင့်ဖာဗလက်တို့အဖွဲ့မှာလူမလိုဘူးလားလို့မေးပါရင်ယိုကိုကတော့အဖွဲ့အကြောင်းတီးဖို့နေနေသားသူ့အကူဖာဗလက်ဆိုတာတကယ်တမ်းဘာကောင်လဲဆိုတာမသိပါဘူးကူရိုကတော့ဖာဗလက်တပည့်ဖြစ်ဖို့ဆိုရင်လက်ရှိမာကူရိုကိုင်းမှာရရှိထားတဲ့ယာလူအပြင်ဘာပဲဖြစ်ဖြစ်သွန်ပစ်နိုင်တယ်လို့ပြောပါရင်အဲ့လိုပြောတော့ယိုကိုလည်းနောက်နေ့ရက်နေ့ဖာဗလက်ကတော်တဲ့သွားမှာမို့သူနဲ့လိုက်ခွင့်ရဖို့ခွင့်တောင်းကြည့်လို့ပြောလိုက်ပါရင် ခူရိုလည်းခွင်းရောင်းဘလို့တောင်းဆိုရမလဲမေးတော့ယိုကိုကစန္နာပြင်းပြင်းနဲ့တောင်းဆိုဖို့ပြောလိုက်ပါရင်အဲ့ဒါနဲ့ခူရိုလည်းဖာဗလဲကားပါကင်ထိုးတော့မလို့အဖက်ကူညီပေးပါရင်အဲ့နောက်ဖာဗလဲကြိုက်တဲ့ဂျက်ကေပါဝင်ထားတဲ့ဒရမ်မာရဲ့ဇာဝင်တေးခွေကိုလည်းဝယ်ပေးထားပါသေးတယ်ဖာဗလဲတော်ရဲသွားတဲ့အခါအတူလိုက်ချင်းကြောင့်အာချိုမန်တန်နဲ့ပြောတော့ဖာဗလဲကလည်းခွင့်ပြုပေးပါရင်ဒါပေမဲ့တော်ထဲမှာအမိုက်တစားချတာနဲ့အဲ့ဒီရမှာတည်းမြေမြုပ်ပြင်းမဲ့ဆိုပြီးသတိပေးထားပါရင်အဲ့နောက်ယိုကိုကဖာဗလဲကိုဟင်းချက်ကျွေးပေမဲ့အပူဓာတ်ကြောင့်ချက်ချင်းမစားနိုင်ပဲဖြစ်နေပါရင် သူ့ရဲ့ငယ်ဘဝမှာအစိုက်ကိုအာယုံခံနိုင်မှုလေ့ကျင့်ခဲ့ရတာကြောင့်ရှာကအထိမခံပဲဖြစ်သွားခဲ့ရတာပါလူတယောက်ဗိုက်ဆိုင်လာပြီးဆိုရင်အနက်ခံကောင်းလာပြီးရှာကလည်းနူးညံ့လာမှဖြစ်ကအနက်နဲ့ရှာကပဲကိုစားမဲ့အရာကိုလက်ခံခြင်းလက်မခံခြင်းပြုလုပ်ပါလိမ့်ဖာဗလက်အသက်12နှစ်လောက်တုန်းကတောင်ပေါ်မှာမလုံနိုင်ပဲဖြစ်ခဲ့ရပြီးအဲ့ဒီအတွေ့အကြုံကြောင့်ရှာကလည်းပို့ပြီးနူးညံ့သွားကြောင်းပြောပြပါလိမ့်ပြောနေရင်လည်းထားပြမဲ့လောက်တာကြောင့်တကူတကချက်ပေးထားရတဲ့ရုပ်ခုကပဲအစာတွေအေးသွားအောင်မှုတ်ပေးရပါလိမ့် ဖာဗလဲရဲ့ဘော့စ်ကသူ့ကိုလက်ဆောင်တစ်ခုပေးထားပြီးတဖက်မှာတော့နှာဘူးမှန်ကြောင်ကောင်ကမီဇာကီးရဲ့ပုံတွေကိုကြည့်ပြီးလက်မောင်းလက်ကျင်ကန်လုပ်နေပါတယ်။သူ့လှုပ်ဝက်ကင်မရာတွေတက်ထားတာကိုဖာဗလဲကသိနေပြီးရိုက်ကူထားတဲ့ဗီဒီယိုတွေကိုပါယူသွားတာကြောင့်မှန်ကြောင်ကပြန်လို့ရှင်နေပါတယ်။ မီသာကီကယောဂိုစီကနေငှားထားတဲ့အဝတ်တွေပြန်သွားပေးတဲ့အခါအယံမူးနေတဲ့ယောဂိုကမီသာကီကိုခေါ်ထားပါတယ်ယောဂိုကဖာဗလဲကိုဘာလို့ရှောင်နေတာလဲဆိုပြီးမေးတော့မီသာကီလည်းဖာဗလဲဆွဲထားတဲ့သူ့ရဲ့ကိုယ်တော်လုံးပုံတွေကိုပြလိုက်ပါတယ်မီသာကီကသူမကိုကူညီပေးတာကျေးဇူးတင်ပေမဲ့ဒီလိုမျိုးသူမရဲ့အဝတ်မပါတဲ့ပုံစံကိုဖာဗလဲမြင်သွားတာမျိုးရှက်နေတာဖြစ်ပါတယ်ဖာဗလဲကိုသူ့ဘော့စ်ပေးလိုက်တဲ့လက်ဆောင်ကတော့ဂျေမီလန်ရဲ့ရမ်ဘိုဒါဖြစ်ပါတယ်အဲအချင်းအဘီဟာရာကဖုံးဆက်လာခဲ့ပြီးသူဈေးဥမှာရှိနေတဲ့အချင်းဖာဗလဲရဲ့ဘော့စ်ရောက်လာကြောင်းပြောပြပါတယ် အဘီဟာရာကဖာဗလဲတနေနားပြီးသွားရင်ဘာသာလုံးမှလဲလို့မေးတော့အရင်အလုပ်ပဲပြန်လုပ်မယ်ဆိုပြီးဖာဗလဲကပြောပါတယ်ဖာဗလဲရဲ့ boss ကတော့ဖာဗလဲရဲ့တပ်ဖြတ်ရေးစကေးတွေကခင်းနောက်ကျနေပြီဖြစ်လို့တာမန်ဘဝမှာပဲနေထိုင်သေးခြင်းနေပါတယ်ဒါကိုအဘီဟာရာကသိပေမဲ့ဝင်းမပါသေးတဲ့ကိစ္စမျိုးမပြောခဲ့ပဲဖာဗလဲရဲ့နားရက်တွေမှာအေးအေးဆေးဆေးနေဖို့မှာခဲ့လိုက်ပါတယ် အဲ့နောက်ဖာဗလယ်နဲ့ခူရူတို့ကတော်ရဲမှာ၃ညအိပ်ဖို့အစီအစဉ်ဆွဲနေကြပြီးအကျိုးအဖို့ကိုတော့ယုဂိုကပဲကူညီပေးရပါတယ်။မနက်စောစောစီစီပဲထွက်လာခဲ့ကြပြီးဖာဗလယ်ကအိပ်အသေးတစ်လုံးပဲယူလာခဲ့ပေမဲ့ခူရူကတော့အထောက်အပိုးတွေများနေပါလိမ့်။ အဲ့ဒါကြောင့်ဖာဗလေကပဲဖြည်းဖြည်းပေးပြီးဓာတ်ရှောင်းနဲ့မီးရိတ်ရဲ့တဲရဲကိုပဲယူခဲ့ခိုင်းလိုက်ပါတယ်။အဲ့နောက်အရှိတောင်တဲတဲ့ကိုဥရီသွားကြမှာဖြစ်ပြီးနောက်3ရက်3နာရီကျရင်လာကြိုပေးဖို့ရုပ်ခုကိုမာလိုက်ပါတယ်။တော်ထဲဝင်ကြတဲ့အခါမှာတော့ခူလိုကဖာဗလေကိုအမိလိုက်နေရပြီးမြို့ထဲမှာ10မိုင်လမ်းလျှောက်တာထက်တော်ထဲမှာ10မိုင်လမ်းလျှောက်တာကပိုပင်မှန်ကြောင်းဖာဗလေကပြောပါတယ်။အဲ့နောက်ခူလိုတုံးလို့ရအောင်ဒေါချောင်းပေးလိုက်ပြီးရှေ့ဆက်ကြပါတယ်။ဖာဗလဲလိုအတော်ဆုံးကျေးဇူးဖြစ်ရှိနေတဲ့ခူလိုကတော့ဖာဗလဲရဲ့အတွေးခေါ်တွေနဲ့အသက်ရှင်တဲ့ပုံတွေကိုသိကျင်နေပါတယ်။ အဲအချင်းတော့ဝအသေးလေးတကောင်တွေ့လိုက်ရပြီးအကောင်သေးပြင်မဲ့အစော်နဲ့တိုက်ခိုက်ခံရရင်ဒဏ်ရာရပြီးသူထွက်လွန်နိုင်ကြောင်းဖာဗလေကရှင်းပြပါသည်မလို့အဖက်ဒဏ်ရာမရချင်တာကြောင့်အနောက်ကိုမီတာ30ပြန်ဆိုပြီးလမ်းလွဲကသွားကြပါသည်လမ်းကြောင်တွေ့လိုက်ရတဲ့မွေးတကောင်သစ်ပင်နဲ့ရိုက်သက်ကရိုက်ခါအဖက်ယူခဲလိုက်ပါသည်ဖာဗလေသွားချင်းနေတဲ့စားကြောင်လေးစီထင်သာတတ်တဲ့ဆော်ပြီးရောက်လာလို့အနောက်ကနေအမီလိုက်နိုင်ခဲ့တဲ့ခွေတို့ကိုချီကျူပေးလိုက်ပါသည်ဒီစံညောင်းနေရာကိုလေးလာပြီးဒီနေရာမှာပဲစကန်ချာချာမှာဖြစ်ကအဲနောက်တော့အစာချက်ဖို့မိမှုချရမှာဖြစ်ပါရင် ခုလိုကစာဗလဲကိုအားကြလို့သာလိုက်လာခဲ့ပေမဲ့ပြောစရာမကောင်းတဲ့အပြင်ဘိုင်လဲဆာနေပြီးမွေးလို့ကောင်းကိုတော့မစားဘူးဆိုပြီးညှိတွားနေပါလိမ့်။မိမွေဖို့ခုတို့မှမိကျစ်ပါပေမဲ့စာဗလဲကတော့လွယ်ကူတဲ့ပစ္စည်းတွေကိုသုံးမှမဟုတ်ပဲလက်နဲ့လှုပ်လို့ရတဲ့အရာတွေကိုကိုယ်တိုင်လှုပ်ချင်တာဖြစ်ပါလိမ့်။စာဗလဲကသူ့ရဲ့ boss တင်ပေးထားတဲ့အတိုင်းနိုင်ရင်နဲ့တီထွင်ဖန်တီးနိုင်ဆောင်ကိုအသုံးချဖို့အာတန်နေပါလိမ့်။မွေးကင်ကျက်ဖို့မိနစ်40ကြာမှဖြစ်လို့အဲ့ဒီအချိန်အတွင်းမှာခုတို့ကိုတဲထိုးခိုင်းတာပြီးစာဗလဲကတော့သူ့အိမ်မဲ့နေရာကိုပြင်ဆင်ပါလိမ့်။ တော်ထဲမှာဆိုရင်ညရောက်တာမြန်ပြီးမွေခင်ကျက်သွားတဲ့အခါဖာဗလဲလဲပူပူနွေ့နွေ့မှုတ်ပြီးတော့စားလိုက်ပါတယ်ခူလိုကအစာပိုင်းမှာမွေစားစားဖို့တွန်းဆုံနေပေမဲ့ဖာဗလဲကအာဟာရလိုတွေးပြီးစားဖို့ဖြောင်းပြပါတယ်ခူလိုလဲစားကြည့်လိုက်တဲ့အခါမှာတော့အရသာရှိလုံးနေတာကြောင့်လက်ကနေမချတဲ့တန်းဝါဒီဆွဲပါတော့တယ်မမောင်ခင်အိတ်ဖို့နေရအပိသက်ပြင်ဆင်ကြတဲ့အခါခူလိုကဒီလိုမျိုးလုံးနေတာတွေဟာကျေးစားအလုပ်အတွက်သက်ဆိုင်နေမလားဆိုပြီးမေးကြည့်ပါတယ် ဒီလိုမျိုးတဘာဝတောတောင်ထဲမှာရှင်သန်ကြီးရတာဟာမမြင်ရတဲ့အန္တရာယ်တွေနဲ့ရင်ဆိုင်နိုင်ရသလိုတောထဲကအလားပါတွေကိုလည်းမြင်ရနိုင်ပါသည်အဲဒါကြောင့်ရှင်သန်ကြီးနဲ့တည်ဆုံခြင်းတွေကိုနီနီကက်ကက်ခံစားနိုင်တယ်လို့ဖာဗလယ်ကပြောပါသည်တောထဲကအတွေ့အကြုံတွေကိုမတူညီတဲ့မျိုးတွေမှာတောင်တူညီတဲ့နီလန်းတွေနဲ့အသုံးပြုနိုင်ပါသည်ဒါပေမဲ့မြို့ပေါ်ကအတွေ့အကြုံတွေကတော့တော်တဲမှာအသုံးမဝင်ကြတာများတဲ့ဆိုပြီးဖာဗလယ်ကပြောပြလာပါလိမ့် ။တားရိုင်းကောင်တွေနဲ့ရင်ဆိုင်ရနိုင်တာကြောင့်သူ့ရဲ့ boss ပေးလိုက်တဲ့ဓာတ်ကိုတုံးမှကြီးထားလိုက်ပါတယ်။ညနေ၈နာရီထိုးတဲ့အချိန်မှာတော့မှောင်လာပြီဖြစ်ပြီးတော်ထဲမှာညဘက်မလို့ရှားတင်တာကြောင့်ဆော့ဆော့အိပ်ရမှာဖြစ်ပါတယ်။ခုတို့အတွက်ဒီအချိန်မျိုးမှသာဆိုရင် KTB ကဆော်လေးတွေနဲ့အပီကန်းနေပြီဖြစ်ပြီးအခုတော့သေလောင်းအောင်ပြင်ဖို့ကောင်းနေပါတယ်။ ကိုနိုင်ဝင်းကျင်လောက်မှာတော်တိုးတန်ကြာရလို့ဝဝွန်အထင်နဲ့ထွက်ကြည့်တဲ့အခါမွေပွေးဖမ်းနေတဲ့ဖာဗလဲကိုမြင်လိုက်ရပါတယ်။မွေတကောင်နှစ်ယောက်စားထားရတာကြောင့်ညလဲစာအတွက်နောက်တကောင်ဖမ်းလိုက်တာဖြစ်ပါတယ်။ဖာဗလဲကမွေဟောက်သားကပိုစားကောင်းတယ်လို့ပြောပြပြီးအဲနောက်တော့အိယာဝင်ခဲ့ကြပါတယ်။မနဲ့ရောက်တဲ့အခါမှာတော့ဝဝွန်ခြေရာတွေတွေးလိုက်ရပြီးဝဝွန်နဲ့ထိုက်တိုက်တွေ့ရရင်နောက်ကြောမပိမိစေဖို့နဲ့တေးချင်းအောင်ဆောင်ရင်တကယ်တရားလိမ့်မယ်လို့ဖာဗလဲကပြောပါတယ်။အခုအခြေအနေမှာတာမန်လူတွေအတွက်မျိုးစီပြန်နာကောင်းပေမဲ့ဖာဗလဲကတော့သူ့ရဲ့ခန္ဓာကိုယ်စကဲတွေကြနေလို့ဒီကိုရောက်လာရတာဖြစ်ပါတယ်။ နေလက်ကစားဖို့အတွက်ဖားတွေလိုက်ောက်ကြပြီးနောက်ဖာဗလေကခူရိုးကိုမိမွေးထားခိုင်းလိုက်ပါတယ်သူတို့စကန်ချတဲ့နေရာစီပြန်တဲ့လမ်းမှာခူရိုးကသူ့ရဲ့ပစ္စည်းတွေအကောင်တကောင်ဆွဲထားတာတွေ့လိုက်ရပြီးမကြခင်မှာပဲဝုန်းဝုန်းတကောင်နဲ့ရင်ဆိုင်ရပါတယ် ဖာဗလေကနောက်ကြောမပေးမိစေဖို့နဲ့တေးချင်းအောင်မဆောင်ဖို့မှာထားပေမဲ့ခူရိုကတော့အကြောက်လုံးပြီးတေးချင်းအောင်ဆောင်မိလိုက်ပါရင်ဝမ်ဝန်ကသူ့ကိုအနမ်းခံနေတဲ့အချိန်ကံကောင်းထောင်းမစွာနဲ့ဖာဗလေရောက်လာခဲ့ပြီးကျက်လောင်စွာအော်ဟင်ရင်ဝမ်ဝန်ကိုချက်လို့လိုက်ပါရင်ခူရိုလည်းဖာဗလေမှာထားတဲ့အတိုင်းမလုံမီလို့ပြန်တောင်းမှန်ရပါရင်အဲ့နောက်ဖာဗလေဖမ်းလာတဲ့နှံကောင်တွေနဲ့ဖားတွေကိုကင်စားကြပြီးဒီအကောင်တွေကအမဲသားနဲ့ငါးထက်အာဟာရပုံများကြောင့်ပျော်ပြပါရင် လူတိုင်းကကဘဲကြီးတွေမကြုံရနိုင်ပါဘူးလို့တွေးပြီးနေထိုင်နေကြပေမဲ့တကယ်တမ်းကြုံတွေ့လာခဲ့ရင်ဒီလိုအကောင်မျိုးတွေကသူတို့ရဲ့ဝမ်းသာကိုကယ်တင်ပေးနိုင်ပါတယ်။ဝေါဝန်ကသူဆွဲထားတဲ့ခရိုးရဲ့ပစ္စည်းတွေကိုသူ့အပိုင်လို့တွက်ထားတာကြောင့်ခရိုးစီကိုပြန်လာအောင်ပါ။ခရိုတာသူပြစ်စီတွေကိုအတာတကြီးပြန်ပေးလိုက်ရင်ဝေါဝန်ကလူတွေကိုအထင်သေးသွားမှဖြစ်ပြီးနောက်တစ်ခါလူတွေကိုတွေ့ရင်ရံပြူနိုင်ပါလိမ့်အဲဒါကြောင့်ဝေါဝန်နဲ့ထိတိုက်တွေ့ရအောင်မှဖြစ်ပြီးလောလောဆယ်တော့ညစာအတွန်းမွေပွေးဖမ်းဖို့ပြင်ဆင်ကြပါလိမ့် မွေးတွေကိုသပင်မွေးမီရှိုးတဲ့အနံနဲ့မြှားလို့ရတာကြောင့်ဖာဗလေကခူလို့သပင်တွေကိုညက်ပြီးမွေးတွေကိုမြှောက်ခေါ်ထားပါလိမ့်လူသပင်မွေးအစားငှက်မွေးဆိုရင်ပိုကောင်းတဲ့ဆိုပြီးဖာဗလေကပြောပြပါတယ်သပင်တွေအညက်ခံလိုက်ရတဲ့ခူလို့ကတင်းနေပေမဲ့သူ့လေးစားရတဲ့ဖာဗလေဖြစ်နေတာကြောင့်ငြိမ်နေရပါတယ်အဲ့နောက်မွေးဘွေးကိုမြားသေးရမလို့ပဲလွယ်လွယ်ကူကူတိုးလိုက်ရတာကြောင့်ခူလို့ရဲ့ပေးဆက်မှုတွေအလကားဖြစ်ခဲ့ရပါတယ်တဖက်မှာတော့တယောက်တိုင်းပြင်းနေတဲ့ရုပ်ခုကစာပဲလေးတကောင်ပလေးဖို့ခွင့်ဖန်နေပါတယ်